အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာဆိုလို့ချင်းကျွန်တော်တို့တွေ zoom အကောက်ကိုဝယ်သုံးထားပြီးတော့ zoom အကောက်ကိုကိုမလိုအပ်လို့ပြန်ပြီးတော့ cancel subscription လောက်ရှင်တဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပေးပါအကယ်၍ကျွန်တော်တို့ကဒီ cancel subscription ကိုမလောက်ထားဘူးဆိုလို့ချင်းကိုယ့်ရဲ့ ban အကောက်ထဲရနေပြီးတော့လာစင်ကျိုးတွေသုံးလဲဖြတ်မယ်မသုံးလဲဖြတ်မှာဖြစ်တဲ့အတွက် cancel subscription လောက်တဲ့နည်းလမ်းကို ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ ABB မှာမြင်ပေါ်မှာ3နာထက်ဒီ desktop ပေါ်မှာ3နာထက်ကျွန်တော်ကဒီအကောက်ထဲမှာ Google Chrome ထဲမှာထည့်ပြီးတော့သုံးထားပါတယ်။အဲ့တော့ Google Chrome ထဲမှာအကောက်ဝင်လာတာဖြစ်တဲ့အတွက်ကျွန်တော်အကောက်ဝင်ထားပြီးဆိုတာနဲ့ကျွန်တော်က cancel subscription လုပ်လို့ရပြီဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ ပေးပါဆိုလို့ချင်း profile တို့ home တို့ meeting တို့ပေါ့နော် setting တွေရှိတယ်ပြီးလို့ချင်း phone တို့ပေါ့နော်အဲ့ဒီအောက်မှာဆိုလို့ချင်းကျုပ် setting ပေါ့နော် setting တို့စကကျူးတို့ပေါ့နော်အများကြီးကျုပ်ရှိတယ်အဲ့ဒီအောက်မှာဆိုလို့ချင်း admin ဆိုတာရှိတယ်ပေါ့နော် admin ဆိုတာရှိတယ် admin ထဲမှာမှာကျုပ်ဒီမှာ admin ထဲမှာမှာကျုပ်ဒီ plan and budget ပေါ့နော်ဒီကောင်လေးရဲ့ နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျောဒီမှာ plan managing mask ဆိုတာကိုတွေ့ရလိမ့်မယ်အဲ့ဒီဟာကိုတွေ့တယ်ဆိုလို့ရှိရင်ကျောဒီမှာ managing ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာကျတို့ဝယ်ထားတဲ့အဲ1ယူတာပေါ့နော်ပြီးလို့ရှိရင်တလပေါ့နော်ပြီးလို့ရှိရင်ကျတို့ကဟလာအဲ16ဒေါ်လာ99ပြားကျွန်တော်တို့သုံးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ plan လေးပေါ့နော် plan လေးတွေ့ရလိမ့်မယ်အဲ့တော့ ကျွန်တော်တို့ကဒီ16ဒေါ်လာထပ်ပို့ပြီးတော့အသုံးပြုခြင်းနေပေါ့နော်ပို့ပြီးအသုံးပြုရမယ်ဆိုလို့ချင်းကျွန်တော်တို့က active plan ကိုနှိပ်ပြီးတော့ active plan ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာထပ်ပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်နော် active plan ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကထပ်ပြီးရွေးချယ်ရမယ်ကို73ဒေါ်လာလားပေါ့နော်အဲဒါမှမဟုတ်ဘူးကျွန်တော်တို့ကဟလာ16ဒေါ်လာပဲသုံးပါလားဒါမှမဟုတ်ဘူးဆိုလို့ချင်းကျွန်တော်တို့တခြားဘယ် brand ကိုကျွန်တော်တို့သုံးချင်တာလေပေါ့နော်ဒါတွေကိုထပ်ပြီးတော့ကျွန်တော်တို့အဲ အတစ်လုံးလို့ရတဲ့နေရာပေါ့ဗျာနော်ဟုတ်ပြီအဲ့ဒါဆိုလို့ချင်းကျတို့ကဒီအကောက်ကိုကျတို့ဟလာလာစင်ကြီးမပေးရအောင်ကျတို့အတုံးမလို့တော့တာဖြစ်တဲ့အတွက် cancel လုပ်မှာဆိုတော့ cancel plan ကိုနှိပ်မယ် cancel plan ကိုနှိပ်ပြီးသွားပြီဆိုတာနဲ့ကျတို့ဒီမှာ cancel secretion ကိုထပ်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ချင်းဒီမှာ switch plan ဆိုတာကိုနှိပ်လိုက်တယ်ဆိုလို့ချင်းကျတို့ကဘယ်ကိုရောက်သွားမလဲဆိုလို့ချင်းဒီမှာ switch to basic plan ပေါ့နော် ဒါထပ်ပြီးတော့ပေါင်းတာ6ဒေါ်လာထပ်ပေါင်းမှာပေါ့နော်6ဒေါ်လာထပ်ပေါင်းမှာအဲ့လိုမျိုးထပ်ပေါင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ sweep plan ဆိုတာကိုနှိပ်သွားမယ်ဆိုလို့ရှိရင်ခုနကျွန်တော်ပြောသလိုပဲ6ဒေါ်လာထပ်ပေါင်းမယ်ဆိုလို့ရှိရင်တစ်လကိုဟလာပုံမှန်ထပ်ပို့ပြီးတော့6ဒေါ်လာပို့သွားမယ်ပေါ့ဗျာအဲ6ဒေါ်လာခုနက16ဒေါ်လာဆိုလို့ရှိရင်ကျွန်တော်တို့က20ဒေါ်လာ27ဒေါ်လာ22ဒေါ်လာလောက်ကိုသွားဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့က cancel လုပ်မှာဖြစ်တဲ့အတွက် no now ကိုနှိပ်ပေးလိုက်ပါ နော့နောင်းကိုနှိပ်ပြီးပါပြီဆိုလို့ချင်းဒီမှာကျတို့ကဒီဆလတ်ဆိုတဲ့နေရာမှာသွားပြီးတော့ရွေးစရာမလိုတော့ဘူးပေါ့နော်ဆလတ်ဆိုတဲ့နေရာမှာသွားပြီးတော့ရွေးစရာမလိုဘူးဆလတ်ကိုထားရလိုက်တော့ထားကွာပြီဆိုလို့ချင်း cancel circulation ဆိုတာကိုထပ်ပြီးတော့နှိပ်လိုက်နှိပ်လိုက်တယ်ဆိုလို့ချင်းကျတို့ပါဒီမှာသူကအကြောင်းအရာတစ်ခုခုကိုရွေးခိုင်းလိုက်မယ်ပေါ့နော်အကြောင်းအရာတစ်ခုခုကိုကျတို့အကြောင်းပြချက်တစ်ခုခုရွေးခိုင်းတဲ့နေရာမှာကျတို့တို့ protest voting ပေါ့နော် โอเคဒီကောင်ကိုကျွန်တော်တို့ရွေးပေးလိုက်မယ်เนาะဒီကောင်ကိုရွေးပေးလိုက်မယ်ပြီးလို့ရှင်တော့ကျွန်တော်ကဒီမှာ continue ကိုထပ်ပြီးတော့နှိပ်ပေးလိုက်မယ်เนาะ continue လေးကိုနှိပ်ပေးလိုက်မယ်အဲ့တော့ခဏလေးစောင့်ပေးမယ်เนาะ โอเคဒါဆိုလို့ရှင်ကျွန်တော်တို့ဒီမှာအဲ cancel secretion ဖြစ်သွားပြီပေါ့เนาะ cancel secretion ဖြစ်ပြီ cancel secretion ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဆိုလို့ရှင်ရှေ့လာဆိုလို့ရှင်တော့ကျွန်တော် ဒီ zoom ကနေပြီးတော့ပတ်စံမဖြတ်တော့ဘူးပေါ့ဗျာနော်ဒီမှာအဝါရောင်နဲ့ဖြစ်သွားပြီပေါ့နော်နောက်ထပ်ကျတို့ဒီမှာ zoom မှာတုံးထားတဲ့ gmail ကိုလည်း zoom မှာတုံးထားတဲ့ gmail ကိုလည်းကျတို့တွေစာအိတ်ကလေး gmail တစ်ဆောင်ပို့လာပြီပေါ့နော် gmail နဲ့အကြောင်းကြားလာပြီဒီ zoom အောက်ကကျတို့တွေ အာကာဆယ်ဆက်ခရီးရှင်းလောက်လိုက်ပြီဆိုတဲ့အကြောင်းကိုကျုပ်တွေပို့လာပြီဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေကိုသိကြလဲဆိုတာကောမန့်လေးမှာရေးပေးခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြီးကြမ်းပါခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ